တောင်းပန်တယ်လို့သာပြောတာပေါ့နော်တစ်ချက်တစ်ချက်မှာပြုံးစီစီဖြစ်သွားတဲ့အမူအရာရတော့ဝမ်းနေတယ်လို့တော့မတော်မခံစားရအောင်စားချင်တယ်သူက3000နဲ့ဝယ်တယ်ပေါ့နော်အဲခွေးသားစားချင်တယ်ပေါ့နော်ဆိုတော့ဟို3000နဲ့ဝယ်တယ်တစ်ယောက်ကချိတ်ဆက်ပေးတယ်အဲ့တော့ဟိုသူတို့နဲ့ယူနီပီးသားသူတို့အကျွမ်းတဝင်ရှိပီးသားသူတို့ခွေးလို့ပြောလို့ရတယ်ခွေးကိုပဲရိုက်ပေးလိုက်တာပေါ့ ပြန်ထပ်ကြည့်ကြည့်လိုက်တဲ့အခါကျတော့အများပြည်သူနေထိုင်တဲ့နေရာမှာပဲရက်ွက်ထဲမှာပဲဟိုခွေးရလည်းဘာမှမတုံ့ပြန်ဘူးအချက်ပေါင်းများစွာရိုက်နေရတော့မှသူမော့ကြည့်တယ်ဟိုပြန်ပြီးမှန်ပြရတော့မရှိဘူးပေါ့နော်ဆိုတော့ကိုလည်းစိတ်မကောင်းဘူးပေါ့နော်ဟိုတော်တော်ဒီနေ့မိကုန်းဖြေဖို့ line ဖွင့်လိုက်တဲ့အချိန်မှာဒီဗီဒီယိုဖိုင်လေးကိုမြင်လိုက်ပါတယ်။ဒါများလဲဆိုပြီးကြည့်လိုက်တဲ့အခါမှာခွေးသားစားတဲ့ပြဿနာဖြစ်နေပါတယ် မတိသေးတဲ့လူတချို့တိအောင်ပြောဦးမှာပဲဆိုတဲ့အတွေးပေါ်လာတဲ့အတွက်နည်းနည်းလေးပြောမလို့ပါနော်မဟာဝါပါဠိတော်မှာမစားအပ်တဲ့အသားကြီး၁၀မျိုးဆိုတာကိုပြဋ္ဌာန်းတားမြစ်ထားပါတယ်အဲ့ဒီမစားအပ်တဲ့အသားကြီး၁၀မျိုးကဘာတွေလဲဆိုရင်၁မနုဿမန္တလူသား၂ဟဋ္ဌိမန္တစင်သား၃အတ္တမန္တမြင်သား၄သုနခမန္တခွေသား၅အဟိမန္တမွေသား၆တိဟမန္တချင်းသေးသား ်ခုနှစ်ဗျက်ကမန္တကြာသားရှစ်ဒီပိမန္တကြတိသားကိုပစ္စမန္တဝန်သားတဆယ်တရိစ္ဆမန္တဝန်ပလွေသားတို့ပဲဖြစ်ပါတယ်ဒါဟာမစားအပ်တဲ့အသားကြီး၁၀မျိုးပဲဖြစ်ပါတယ်အဆိုပါမစားအပ်တဲ့အသားကြီး၁၀မျိုးထဲမှာသုနခမန္တခွေးသားဆိုတာပါပါတယ်ခွေးသားကိုဘာကြောင့်မစားအပ်တဲ့အသားလို့တားမြစ်ရတာလဲဆိုရင် ခွေးသားဒီရုံညံ့တဲ့အသားဖြစ်လို့ပါဒီလိုပြောလို့တချို့က ခွေးသားကိုယဟန်တွေမစားဖို့ပဲတားမြစ်ထားတာမဟုတ်ဘူးလားလို့မိကောင်းမေးကြပါလိမ့်မယ်။ယဟန်တွေလည်းမစားကောင်းတယ်လို့လူတွေလည်းမစားကောင်းပါဘူးနော်။ဘာကြောင့်လဲဆိုရင်ကဘာတဝမ်းမှာရှိတဲ့အသားမျိုးစုံတွေထဲမှာခွေးသားသည်အယုံညံဆုံးအသားဖြစ်တဲ့အတွက်မစားအပ်တဲ့အသားဖြစ်တယ်ဟုလူအများစုကသတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ခွေးသားသည်ယုံညံတဲ့အသားဖြစ်တဲ့အတွက်ကြောင့်မစားကြပါနဲ့လို့ပြောလိုပါတယ်နော်။အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဦးဇင်းတို့လူဘဝငငယ်တုန်းကဦးဇင်းတို့ရဲ့အိမ်မှာခွေးမကြီးတစ်ကောင်ရှိပါတယ်အဲ့ဒီခွေးမကြီးမှာခွေးလေးတွေလည်းပေါက်နေပါတယ်ဒီနေ့မှာကလေးတစ်ယောက်ကအဲ့ဒီခွေးမကြီးရဲ့ခေါင်းကိုကောက်ရိုက်တဲ့ဒဇင်နဲ့ပေါက်လိုက်တာခွေးမကြီးရဲ့ခေါင်းပေါက်သွားပါတယ်ခွေးမကြီးကလည်းနာကျင်တဲ့အတွက်ဒေါသဖြစ်ပြီးကလေးရဲ့တင်ပါးကိုကိုက်လိုက်တာ တင်ပါပေါက်သွားပါတယ်အဲ့ဒါကိုကလေးရဲ့ဖခင်ဖြစ်တဲ့တကားကြီးကသူ့သားကိုကိုက်ရကောင်းလားဆိုပြီးခွေးမကိုလှန်နဲ့ထိုးတက်လိုက်တာခွေးမကြီးတည်သွားပါတယ်ခွေးမကြီးတည်သွားတဲ့နောက်ပိုင်းမှာခွေးလေးတွေလည်းနှိုးမဆိုးရတဲ့အတွက်ပြေကုန်ပါတယ်ပြိတ်မကြပါဘူးအဲ့ဒီတကားကြီးလည်းသူတစ်ပါးဤလက်ချက်ဖြင့်အသက်ဆုံးရပါတယ်ခွေးကြိုက်ခံရတဲ့ကလေးလေးလည်းရေထဲကြပြီး ရင်းနှီးလို့တည်ဆုံးရပါတယ်။ကံတရားဆိုတာပြုပြီးပြီဆိုရင်သူ့သောအကျိုးကိုပေးတတ်ပါတယ်။ဒါကြောင့်ပဂါထဝကတန်ယုတ်ပါဠိတော်ဒုတိယသင်္ကမတုံးမှာသူတစ်ပါးအားနှင်းဆက်တတ်သောသူသည်မိမိအားသူတစ်ပါးတို့ကပြန်လဲနှင်းဆက်ခြင်းကိုခံရတတ်၏လို့မြတ်စွာဘုရားကဟောကြားတော်မူထားပါတယ်။ဒါကြောင့်ဓမ္မလက်ဆောင်ပေးလိုတာက ိုးတဲ့တူသောအကျိုးကိုမခံစားလိုဘူးဆိုရင်သူတစ်ပါးတို့အားနှင်းဆက်တက်ဖြတ်တာကိုမပြုတ်လောက်ကြပါနဲ့လို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်အရှင်ဖယားဖယားရှင်ကလူတလုံးဘူးပဲကြည်တယ်ဆိုတာအမှန်လားဖယားတဲ့တချို့ကလေမြတ်စွာဘုရားတော်မှမိခင်ရဲ့လူတလုံးဘူးပဲကြည်တယ်ဆိုပြီးပြောနေကြပါတယ်လူတလုံးဘူးပဲကြည်တယ်လူတလုံးဘူးမကြည်ဘူးဆိုတာကို ဘာနဲ့တိုင်းတာလဲလို့အဲ့ဒီလူတွေကိုဦးစဉ်မေးကြည့်ချင်ပါတယ်နော်မိခင်ရဲ့ဂုံကျေးဇူးကိုတီကျူးဖွဲ့ဆိုတာဟာကောင်းပါတယ်သို့တော်လည်းပဲမိခင်ရဲ့ဂုံကျေးဇူးကိုတီကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံကျေးဇူးနဲ့ရှင်ပြီးတီကျူးဖွဲ့ဆိုတာကတော့လုံးဝမကောင်းပါဘူးဘာကြောင့်လဲဆိုရင်မိခင်ဟာသားသမီးတွေအပေါ်မှာကျေးဇူးများတာမှန်ပေမဲ့ကြံတဲ့တတ္တဝါတွေအပေါ်မှာတော့ကျေးဇူးမများပါဘူးမြတ်စွာဘုရားကတော့ တတဝါအလုံးအပေါ်ကျေးဇူးများပါတယ်။ဒါကြောင့်မိခင်ရဲ့ကျေးဇူးကိုတည်ကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံကျေးဇူးနဲ့နှိုင်းရှင်ပြီးတည်ကျူးဖွဲ့ဆိုတာဟာလုံးဝမကောင်းပါဘူးနော်။မိခင်ကျေးဇူးဟာအကြီးဆုံးဖြစ်တယ်လို့ဓမ္မရဲ့ကျေးဇူးဟာလည်းပဲကြီးမြတ်ပါတယ်။မိခင်ရဲ့ကျေးဇူးဟာအမတန်ကြီးမားတဲ့အတွက်တန်မာနီးနဲ့ဆက်ရင်မကြေနိုင်မှန်းသိလို့မြတ်စွာဘုရားကိုတော်တိုင်ကဓမ္မနဲ့ကျေးဇူးဆက်ခဲ့ပါတယ်။ဒါကြောင့် မြတ်စွာဘုရားဟာမိခင်ရဲ့အပေါ်မှာတို့နှလုံးပိုးစလုံးကြည်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။လောက၃ပါးအကြောင်းရှင်းပြပေးတော်မူပါဘုရား။တပါးစီရဲ့အတိတ်ပဲအချင်းကျုပ်လေးပါရှင်းပေးတော်မူပါဘုရားတဲ့။ခန္ဓာဝကတန်ရုပ်ပါဠိတော်မှာထိုလောက၃ပါးအကြောင်းကိုဖော်ပြထားပါတယ်။လောကဆိုတာဗယံပတာအတားအဆီးမရှိအယံဖြစ်ပျက်တတ်လျက်ကြာမြင့်စွာတည်တံ့ခြင်းမရှိတဲ့သဘောကိုလောကလို့ခေါ်ပါတယ်။ ထိုလောကက၃ပါးရှိပါတယ်။လောက၃ပါးကဘာတွေလဲဆိုရင်၁ဩကာသလောက။ဩကာသလောကဆိုတာသရှိတ္တဝါတွေနေထိုင်တဲ့၃၀ဘုံကိုပြောတာပါ။၂တတ္တလောက။တတ္တလောကဆိုတာထို၃၀ဘုံအတွင်းမှာချမ်းသာစင်ရဲ့ဒွန်တွဲရောထွေးလျက်နေသောတ္တဝါတွေကိုပြောတာပါ။၃တင်္ခါရလောက။တင်္ခါရလောကဆိုတာထိုဩကာသလောကတတ္တလောကတို့ကို ခိမှုပြတ်မှုအိုမှုနာမှုစသောအမျိုးမျိုးအဖုံဖုံတို့ဖြင့်စီမံဖန်တီးပြုပြင်ပြောင်းလဲပေးနေသောသဘောကိုပြောတာပါ။ဒါဟာလောက၃ပါးပဲဖြစ်ပါတယ်နော်။အရှင်ဖရာရဲ့တရားတော်လေးကိုယူကျူးမှပြန်လဲမျှဝေပေးနေတာအရှင်ဖရာကိုစဲတဲ့သူများရှိပါတယ်။အရှင်ဖရာရဲ့တရားတော်လေးကိုပြန်လဲမျှဝေပေးနေတာတပည့်တော်မှားနေပြီဖရာတဲ့။လမ်းများများလျှောက်တဲ့လူနဲ့လမ်းမလျှောက်ဘဲနေတဲ့လူ လမ်းများများလျှောက်တဲ့လူကခလုတ်တိုက်ခံရတာများပါတယ်။လမ်းမလျှောက်ဘဲနေတဲ့လူကခလုတ်မတိုက်ခံရပါဘူးနော်။ခလုတ်တိုက်ခံရမှာကိုကြောက်ပြီးတော့လမ်းမလျှောက်ဘဲနေလိုက်မယ်ဆိုရင်ကိုလိုရာခီးကိုမရောက်တော့ပါဘူး။ဒါကြောင့်ဘလောက်ပဲခလုတ်တိုက်နေပါစေကိုလိုရာခီးကိုရောက်ဖို့အတွက်တတိကပ်ပြီးလမ်းလျှောက်နေရမှာဖြစ်ပါတယ်။အဲ့ဒီဥပမာအတိုင်းပါပဲ။လောကမှာကောင်းတာလုပ်တဲ့လူနဲ့ကောင်းတာမလုပ်ဘဲနေတဲ့လူ ကောင်းတာလုပ်တဲ့လူကဆဲဆူတိုက်ခိုက်ခံရတာများပါတယ်။ကောင်းတာမလုပ်ဘဲနေတဲ့လူကဆဲဆူတိုက်ခိုက်ခြင်းမခံရပါဘူးเนาะဆဲဆူတိုက်ခိုက်ခံရတာကိုကြောက်ပြီးကောင်းတာကိုမလုပ်ဘဲရက်ထားလိုက်မယ်ဆိုရင်ကုန်းကျိုးတွေဆုတ်ယုတ်ကုန်မှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်သူတွေကဘလောက်ပဲဆဲဆူတိုက်ခိုက်နေပါစေကောင်းကျိုးဖြစ်ဖို့အတွက်ကောင်းတာတွေဆက်ပြီးလုပ်နေရအောင်မှာဖြစ်ပါတယ်။ဦးဇင်းတို့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲလောကမှာဘယ်အရာမှမမြဲဘူးလို့ဟောကြားထားပါတယ်။ ဲ့ဒီလိုလောကမှာဘယ်အရာမှမမြဲတဲ့အတွက်ကြောင့်သူတို့တွေတစ်တလုံးမဆဲနိုင်ပါဘူးကြာရင်ညောင်းပြီးတော့ရက်သွားပါလိမ့်မယ်နော်ဆဲကြပါစေအရှင်ဖေယားဖေယားเจ้าမှာနေ့စဉ်တရေစီလှဲရင်ဘာအကျိုးရှိပါလဲဖေယားယူသေးစွာရှောက်ပါရစေဖေယားတရေစီလှဲတဲ့ပုဂ္ဂိုလ်တွေဟာအကျိုးတရား၅မျိုးရရှိစေပါတယ်အကျိုးတရား၅မျိုးကဘာတွေလဲဆိုရင်၁ ပကစိတ်တံပတိတတိမိမိစိတ်ကိုကြည်လင်စေခြင်းနှစ်ပရစိတ်တံပတိတတိသူတစ်ပါးစိတ်ကိုကြည်လင်စေခြင်းသုံးဒေဝတာအတ္တမနာလက်တို့ကနှစ်သက်ဝမ်းမြောက်ခြင်းလေးပါတာဓိကတံဝတ္တနိကံပုံညာဥပသိနာတိကြည်လင်ပွဲကိုဖြစ်စေတတ်သောကြောင့်ကောင်းမှုကုသိုလ်ကိုစီးပူးတည်မိခြင်းငါဥက္ကတိတက္ကလောကံဥပိသတိ ေပြီးသည့်နောက်လက်ရွာသူကတိတို့ဓာရောက်ကြခြင်းတို့ဖြစ်ပါれ။ဖော်ပြပါငါမျိုးသည် တရေစီလှဲခြင်းကြောင့်ရရှိလာမိအကျိုးတရားငါမျိုးပဲဖြစ်ပါれ။ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တရားတဂမတချို့ဟာငွေကုန်တဲ့ကုသိုလ်ကြတော့ပြုတ်တက်ကြပြီ။ငွေမကုန်တဲ့ကုသိုလ်ကိုကြတော့ပြုတ်တက်တဲ့သူနဲပါれ။အလုံးကို ပြောတာတော့မဟုတ်ပါဘူးတချို့တချို့သောတရားဒဂါမတွေဆိုရင် ဖျားကြောင်းကန်တွေရောက်တဲ့အခါမှာတပြေစီလှဲရမှာကိုဘုံငယ်တလို့ထင်တတ်ကြပါတယ်ဘုံငယ်တလို့မထင်ကြပါနဲ့တပြေစီလှဲတဲ့ကုသူဟာငွေမကုန်တဲ့အပြင်ပေါ်ပြပါအကျိုးတရား၅မျိုးကိုလည်းရရှိစေပါတယ်ဒါကြောင့်ဖျားကြောင်းကန်တို့ရောက်တဲ့အခါမှာတပြေစီလှဲတဲ့ကုသူကို မဖြစ်မနေယူကြပါလို့ပြောခြင်းပါတယ်အရှင်ဖျားဗုဒ္ဓဘာသာဖြစ်ပြီး အခြားဘာသာတွေရဲ့သမိုင်းတွေကို လေ့လာရင်အပြည့်ရှိပါသလားဖရာတဲ့ဖရာရှင်လက်ထက်တော်အခါကအနာတပိန်တထေးကြီးဆိုတာအားလုံးကြားဘူးကြလိမ့်မယ်နော်အဲ့ဒီအနာတပိန်တထေးကြီးကတနေ့တိဋ္ဌိတွေအကြောင်းကိုသွားပြီးတိဋ္ဌိတွေရဲ့ဘာသာအယူဝါဒတွေကိုလေ့လာပါတယ်အဲ့ဒီလိုလေ့လာတဲ့အခါမှာတိဋ္ဌိတွေကသူတို့ရဲ့ဘာသာအယူဝါဒတွေကိုအနာတပိန်တထေးကြီးကိုပြောပြပါတယ် အဲ့ဒီအခါမှာအနာတပင်တတိကြီးကဒီဝါဒကတတရဒိဋ္ဌိဖြစ်ကြောင်းဒီဝါဒကတော့ဥစေဒဒိဋ္ဌိဖြစ်ကြောင်းဒီလိုဝါဒတွေကိုကျင့်သုံးရင်ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်ကြောင်းသတိဖြင့်တခုချင်းစီခြားပြပါတယ်အဲ့ဒီလိုခြားပြပြီးပြောဆိုတဲ့အခါမှာဒိဋ္ဌိတွေလည်းတခွမှ ပြန်မပြောနိုင်ပဲခေါင်းငိုက်ဆိုင်ကျနေပါတယ်အဲ့ဒီအချိန်မှာအနာတပင်တတိကြီးကထပြန်လာပါတယ်ထပြန်လာပြီးတော့အင်ကိုချက်ချင်းမပြန်ပဲ မြတ်စွာဘုရားတည်င်းသုံးတဲ့ကြောင်းတိုက်ကိုသွားပြီးမြတ်စွာဘုရားကို သိချာရှိခိုးလျက်မြတ်စွာဘုရားတတိတော်တိဋ္ဌိတွေကိုဒီလိုဒီလိုပြောခဲ့ပါတယ်ဘုရားဆိုပြီးရှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကနာတပင်တတိကြီးကိုအပြစ်မတင်ပါဘူးเนาะအပြစ်မတင်တဲ့အပြင်ပါဒုတာဒုကဟပတိတတိကြီးကောင်းတယ်ကောင်းတယ်လို့တာဒုခေါ်တော်မူပါတယ်တာဒုခေါ်တယ်ဆိုတာဟာလည်းပဲ တိဋ္ဌိတွေကိုပြပြစီလိုတဲ့စိတ်နဲ့ခေါ်တာမဟုတ်ပါဘူးเนาะအမြင်မှန်ရစီလိုတဲ့စိတ်နဲ့သာဓုခေါ်တာပါအဲ့ဒီအချိန်မှာယဟန်တွေကိုအစည်းအဝေးခေါ်ပြီးယဟန်တွေစီဝေးရောက်ရှိလာတဲ့အချိန်မှာခြေသားတို့ဒီမောဂပုရိသမဖို့နိဗ္ဗာန်နဲ့အချင်းကြီးဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုအားရင်အားသလိုဆုံးမရမယ်ဆုံးမတဲ့နေရာမှာလည်းပဲဒုတပြဓာတပြန်နဲ့မဟုတ်ပဲသဟဓမေနတရားတော်နိလန်ဖြင့်ဆုံးမရမယ်ဥပမာ ဒီတထေးကြီးလို့ပေါ့ဆိုပြီးဥပမာပေး၍မြတ်စွာဘုရားကယဟန်တွေကိုဩဝါဒပေးတော်မူပါတယ်။ဒါကြောင့်သူတော်ဘာသာရဲ့အကြောင်းကို လေ့လာတာဟာအပြည့်မရှိပါဘူး။နော်။သိထားသင့်ပါတယ်။အကယ်၍သူများဘာသာအကြောင်းကိုလေ့လာလို့အပြည့်ဖြစ်မယ်ဆိုရင်အနာထပိန်တထေးကြီးကိုမြတ်စွာဘုရားကဲ့ရဲ့မှာပေါ့နော်။သူတော်ဘာရဲ့ဘာသာအကြောင်းကို သိထားမှသာလျှင်ပဲသူတော်ဘာသာသနာပြုတာကိုမခံရမှာဖြစ်ပါတယ်เนาะ ဒါကြောင့်မိမိရဲ့ဘာသာအကြောင်းကိုလည်းသိထားသင့်တယ်လို့သူတစ်ပါးတို့ရဲ့ဘာသာရေးကိစ္စတွေကိုလည်းသိထားသင့်ပါတယ်